အာဆင်နယ်က Brighton ကို EFF လာပွဲမှာအနိုင်ရခဲ့တဲ့ပွဲကရိုးရိုးနိုင်ပွဲတစ်ပွဲတည်းအများကြီးပို့ပါပဲ။ဒါကလူငယ်တွေရဲ့ပို့ယုံကြည်မှုအပြည့်အစုံစွန်းစားခဲ့တဲ့နီးပြတရော့ရဲ့ဇလန်းတပို့ပါပဲ။ဒီဆုံးဖြတ်ချက်ကအတင်းရဲ့အနာကအတွက်ဘာတွေကိုတည်ဆောင်လာနိုင်မလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်။ ဆိုတော့မီကယ်အာတတရဲ့ဒီဆုံးဖြတ်ချက်ကရောဘယ်လိုလဲအတင်းရာဒီတစ်ခုလုံးအတွက်အရေးပါတဲ့အလဲပြောင်ဖဲလာမလားဒါမှမဟုတ်အတွေ့အကြုံနုနယ်မှုကြောင့်ပဲကြရှုံးသွားမလားဒီပွဲကဖဲတဲ့ဖြီကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ဒီဆွမ်းဆမှုရဲ့အထူးကဇက်ဆောင်တွေကဘယ်သူတွေလဲဆိုတော့ဟုတ်ပါပြီအာဆင်နယ်ရဲ့ကိုပိုင်အကယ်ဒမီအထွက်လာတဲ့ဂျေဝင်လောင်းလေးတွေပါပဲနီးပြအာတီတာဟာအထူးကကစားသမားတွေကိုအနာပေးပြီးသူတို့ကိုယုံကြည်မှုအပြည့်နဲ့ကွင်းထဲလူ့ခဲ့တာပါ ဒီဘွဲမှာလင်းလူတွေရဲ့ပါးစပ်ဖြာမှာရေပန်းစားဆုံးဖြစ်သွားတဲ့ကနန်းကလုံးရှိတယ်။အဲ့ဒါကတော့15ပါ။ဒီအသက်ရွယ်လေးနဲ့ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့တဲ့ကစားသမားတယောက်ကအသင်းသမိုင်းကိုပါဖြောင်းလဲစေခဲ့တာပါ။ဟုတ်ပါတယ်။အသက်15နှစ်နဲ့ရေပောင်း3ရက်နှစ်ရက်ပဲရှိတဲ့ကောင်းလေး Max Delman သူကအာဆနယ်သမိုင်းတလျှောက်မှာပွဲထွက်ကစားခွင့်ရတဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့တာပါ။ဒါတကယ်ကိုမယုံနိုင်စရာပဲနော်။ အတင်းကလူငယ်တွေကိုဘလောက်ထိယုံကြည်တယ်ဆိုတာကိုပြလိုက်တဲ့တမိုင်းမယ်အခိုက်အတန့်တစ်ခုလို့တော့ပြောလို့ရတယ်။ဒါမဲ့ဒေါမန်တယောက်တည်းပဲတော့မဟုတ်ဘူးနော်။အဖွင့်ဂိုးကိုတွင်းယူခဲ့တဲ့ Ethan Runnery နဲ့အဲ့ဒီဂိုးကို ဖန်တီးပြီးခဲ့တဲ့ Miles Wiskelito လို့ Hill End Academy ရဲ့တခြား music တီကလည်းသူတို့ဘလောက်အရေးသွေးရှိလဲဆိုတာကိုသတိပြသွားခဲ့ကြပါတယ်။ဒါပေမဲ့အရာရာတိုင်းကထင်းတလောက်တော့လွဲမနေခဲ့ဘူး။ဒီလူငယ်တွေအတွက်ခရီးကပန်းခင်းလန်းကြီးမှဟုတ်ခဲ့ပါဘူး။ ပွဲဆက်ဆက်ချင်းမှာပဲအတွေ့အကြုံများတဲ့ Brighton ရဲ့ FIA ကိုအပြင်းထန်ခံခဲ့ရတယ်။ Brighton ရဲ့ pressing ကတော်တော်လေးကိုမြန်နေတယ်။အဲဒါ Arsenal ရဲ့လူငယ်တွေဘောလုံးကင်ထားဟိုးတာကိုခက်နေကြတာပထမပိုင်းမှာဆိုရင်သူတို့ရဲ့ကစားကွက်ကတော်တော်လေးအချိတ်အဆက်လွဲနေခဲ့တယ်လို့ပြောရမှာပါ။ Brighton ရဲ့တိုက်စစ်ကဘလောက်တီကောင်းခဲ့လဲဆိုတာကိုဒီချက်ကတတ်တည်ပြနေ။ပွဲစားပြီး10မိနစ်လောက်အတွင်းမှာပဲလေဂိုးသမားကပ်ပါအရီဇာဘယ်လာကတယောက်အလုပ်များတော့တာပဲ။ အရေးကြီးတဲ့ကာကွယ်မှုတွေကိုစက်တိုက်ဆိုသလိုလုပ်ခဲ့ရတယ်။တကယ်လို့သာသူ့ရဲ့လက်စွမ်းတွေသာမရှိခဲ့ဘူးဆိုရင်ပွဲဖြေကလုံးဝပြောင်းသွားနိုင်ပါတယ်။ဒါပေမဲ့ဘောလုံးပန်းဆိုတာအဲ့လိုပါပဲ။ဒုတိယပိုင်းမှာတော့ဇာလန်ကတမျိုးတပုံပြောင်းသွားခဲ့တယ်။အာဆနယ်ရောဘက်ကနီးပြရဲ့ပြောင်းလဲတင်တဲ့သူပွဲကိုဘလို့များပြန်ပြောင်းထိန်းချုပ်သွားနိုင်ခဲ့တယ်လေ။ကြည့်လိုက်ကြရအောင်။ပွဲရဲ့အလဲအပြောင်းက59မိနစ်မှာဆော့လာပဲ။ Louis Scully ရဲ့ Fandi Pemo ကနေ Wanery ကအဖွင့်ဂိုးကိုတွင်းလိုက်တယ်။ ဲ့ဒီနောက်မှာတော့အတွေ့အကြုံရှိတဲ့ဘခါယောဆကလိုကစားသမားကိုထဲလိုက်တာကပွဲကိုလုံးဝအပိုင်စီးသွားစေခဲ့တယ်။ဆကကပဲဒုတိယဂိုးကိုထပ်တွင်းပြီးနိုင်ပွဲကိုတိချစေခဲ့တာပေါ့။ဒီဂိုးကလေတာမန်ဂိုးတဂိုးရဲ့အညာကြီးပို့ပါ යි ။ဘာလို့လဲဆိုတော့ဒါက Hey and Academy ထွက်ကစားသမားနှစ်ယောက်ရဲ့ပူပေါင်းဆောင်ရွက်မှုနဲ့ရလာတာလေ။အတင်းကလူငယ်လေးကိုမိတော်မြောက်ပြေးနေတဲ့စီမံကိန်းကြီးတစ်ခုလုံးအောင်မြင်နေတယ်ဆိုတာကိုမြောက်ဝါထင်ထင်ပြလိုက်တယ်လို့ပါပဲ။ကဲဒါဆိုဒီနိုင်ပွဲကနေဘာတွေကိုတည်ဆောင်းသွားလို့ရလဲ ဒါကနောက်တစ်ဆင့်တက်သွားတာဟဲ့အများကြီးပိုလေးနဲ့တဲ့အသေးပဲရှိနေပါတယ်။ဒီဘွဲကိုအချင်းချုပ်ကြည့်မယ်ဆိုရင်အဓိကအချက်၃ချက်တွေ့ရမယ်။တကဒင်းမီနစီရိုနဲ့နိုင်သွားတယ်။နှစ်ကအကာဒမီကလူငယ်တွေရဲ့အကောင်းဆုံးခြေစွမ်းပြမှု။သုံးကတော့ပေးကိုလုံဝမရှိခဲ့တဲ့ခန်းစစ်ပိုင်းရဲ့စွမ်းဆောင်ရည်ပေါ့။ဒီအချက်တွေအကုန်လုံးကအတင်းဘလောက်တောင့်တင်းနေဆိုတာကိုပြနေရပဲ။ဒါပေမဲ့ခဏလေးဒီနိုင်ဘွားရဲ့နောက်ွယ်မှာပူပြီးတော့အာအာတင့်စရာကောင်းတဲ့စာရေးတစ်ခုကြံသေးတယ်။ အဲ့ဒါကတော့အသင်းရဲ့ခံစင်းနဲ့ပတ်သက်နေရပါဟုတ်ပါတယ် shit ပွဲစတဲ့ clean sheet ပါပြိုင်ပွဲဆုံးမှာနော်လူငယ်အစ်စ်တွေနဲ့ကစားတဲ့ဒီလိုပွဲမှာတော့ခံစစ်ကနည်းနည်းလေးမှယိုင်မသွားဘူးဆိုတာကအသင်းတည်တင်းလုံးရဲ့စီလုံးမှုနဲ့နီးစနစ်ပိုင်ဆိုင်ရာစနစ်ချမှုကိုတကယ်ကိုမီးမောင်းထိုးပြနေတာပဲဆိုတော့အချို့ပြောရင်ဒီနန်ကွဲကဘာကိုပြလဲအာဒီတာရဲ့လူရဲ့ချက်မှုသူ့ရဲ့စွန်းစားမှုကအောင်မြင်ခဲ့တယ်အာဆင်နယ်ရဲ့အနာဂတ်အမျိုးဆက်တက်တီက ဖျားအောင်မှာကစားနိုင်စွမ်းရှိတယ်ဆိုတာကိုတက်တယ်ပြသွားတယ်။ပြီးတော့အတင်းရဲ့ခံစစ်ကဘသူပဲကစားကစားအားကိုရတယ်ဆိုတာကိုပါပြသွားတာပဲ။ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားကြမိကွန်းတခုထားခဲ့ခြင်းပါလေ။ဒီတပွဲတွေကနိုင်ပွဲကအတင်းရဲ့အနာကတော့ဘလောက်ထိအေးပါနိုင်မလဲ။ဒီနှစ်ခြေစွမ်းပြသွားတဲ့ document တော့ Gary တို့လူငယ်လေးတွေကအာဆင်နယ်ကအနာကကိုထမ်းဖို့မဲ့ခြေဝန်းတွေတကယ်ပဲဖြစ်လာနိုင်မလား။ဒါကတော့အချင်းကပဲတက်တယ်ပြသွားမှာပါ။